အခုအရှိမလည်းပေါ့ညီမတို့ဆိုလို့ရှိရင်ညီမဆိုတိုင်းတိုင်းသူဖြစ်တဲ့အတွက်ပေါ့နော်အရှိမမသက်ဆန်ဆိုလို့ရှိရင်သူကလည်းအဲနိုင်ငံမတူဘာသာခြားလေးပေါ့နော်အဲ့လိုမျိုးပြန်ခဲ့ဆိုတော့အော်ငါလည်းဖြစ်နိုင်တာပဲဆိုတဲ့အသွေးမျိုးပြီးလို့ရှိရင် grammar ဆိုလို့ရှိရင်ကျတော့မစ်အာမသက်ဆုငိမ့်ပေါ့နော်သူဆိုလို့ရှိရင်လည်းငငယ်လေးနဲ့လုံနိုင်နေဆိုတာကိုပြတ်တတ်သွားတဲ့အော်ငါတို့လည်းဒီလိုမျိုးဖြစ်နိုင်ပါလားဆိုတာမျိုးပဲညီမရေမကျက်ထားပြလာရောက်ပြန်ပြစ်တာပေါ့နော်သက်ဆုငိမ့်အားကြရဲသူလည်းငငယ်လေးနဲ့လုံနိုင်တဲ့ကိုကိုရီဆိုလို့ရှိရင်သူထထောင်မှကြီးသေးရဲ့နော်23နှစ်ဆိုတော့လေအဲ့တော့သူလည်းလုံနိုင်တယ်ကိုလည်းလုံနိုင်ရမယ်ပြီးတော့ဝါသနာပါ ာလည်းပါတယ်ပေါ့အဲအကြောင်းမို့လာရောက်ပြီးတော့ရှင်းပြန်ဖြစ်တာပါအကောင်းဆုံးလည်းကြိုးစားတော့ပါမယ်ညီမတို့နေ့အောင်လောကကျတော့ပတင်ကိုစားပြီးဖြစ်ချင်တာပါညီမရှင်ဟုတ်ကဲ့ရှင်ပတင်ကိုစားပြီးဖြစ်ချင်ဘာကြောင့်ပတင်ကိုအာညီမတို့ကဒီဟာကိုပဲဒီ page ကိုပဲတွေ့လို့ပဲလာလျှောက်ဖြစ်တာပေါ့နော်အဲ့ဒါနဲ့ကိုကလည်းဒီပတင်ကိုစားပြီးကိုရအောင်ပြိုင်မယ်ဆိုတဲ့စိတ်ပဲမွေးတာပါရှင် ောက်ပါရဲ့အဲ့လိုမျိုးပဲဒီဟာပြီးတော့ဒီဥစ္စာကလည်းပထမဆုံးပြိုင်နေပြိုင်ပွဲပေါ့နော် first experience ရအောင်လို့လာပြိုင်နေပြီးတော့အဲ့ page ကနေတွေ့ရမလို့အဲ့ page ရဲ့ကိုစားပြုဖြစ်ချင်ပါရဲ့ရှင်ပတိန်နဲ့ဆိုလို့ရှိရင်ကျတော့မြန်မာလက်မှုတို့ဘာလို့ကပတိန်မှများတယ်ပေါ့နော်ပတိန်တိဆိုတာလည်းလူတိုင်းမသိမြန်မာလူမျိုးတွေမသိမဖြစ်ဆိုတော့အဲဒီပြောမယ်ဆိုလို့ရှိရင်တော့ tradition တွေနဲ့ပတ်သက်လို့ရှိရင်တော့ပတိန်ကိုအရင်စိတ်ဝင်စားတဲ့အတွက်ညီမတို့ပတိန်ကိုပြန်ပြစ်တာပါရှင်อืมညီမတော့ပဲပြီးတော့အဲ့ page ကနေပြီးတော့တွေ့ပြီးတော့လာတာတခုရယ်နောက်တစ်ခုကကျတော့ မ်ဘယ်လိုပြောမလဲအဲ့ဘက်တီကိုလည်းတွားအများကြီးအဲ့ဘက်မှာရှိရဲ့အစားအစာတွေနေရာဒေသတွေအကုန်လုံးကြိုက်တယ် အဲ့ဒါကြောင့်ပါပတိမာကတော့အလောက်တိမဖြစ်ပေမဲ့မန္တလေးတို့ဘာလို့မှတော်တော်ဆိုးရဲပေါ့နော်ညီမတို့ကလည်းအပြင်လုတ်တွေရှိတဲ့အခါမှာကျကိုကကိုကိုတိုင်းကလူကိုတိုင်းမတွားရောက်နိုင်တဲ့အခါမှာအဲကိုကကွန်အွန်လိုင်းနေပြီးတော့ငွေတွေပါရလူလို့ရတာရှိရပေါ့နော်အဲ့အနေပြီးတော့ညီမတို့ဆိုလို့ရှိရင်လည်းကောက်လို့ရရဲ့ဟာမန္တများကိုတွားရညီမတို့ထင်းတစ်ခုရှိရပေါ့ဟိုသွေးလူငယ်ဖောင်ဒေးရှင်းဆိုလို့ရှိရပေါ့နော်အဲ့ဆိုလို့ရှိရင်ညီမကလည်းညီမလှူနိုင်တဲ့ဟာဒါလေးဒါလေးလူပေးလိုက်မယ်ထည့်ပေးလိုက်မယ်ရလားအဲ့လိုမျိုးလေးပေါ့လူပြအလူပြဖြစ်ခဲ့ပါရပေါ့နော်ညီမဆိုလို့ရှိရင်ပေါ့နော်အခုဆိုလို့ရှိရင်ဆိုရှယ်မီဒီယာခေဖြစ်တဲ့အတွက်ဒီဟာကိုပြောလို့ရှိရင် င်တော့ကဘာအတီအောင်ကဘာနေပြီးတော့ကိုယ့်နိုင်ငံအကူညီလိုနေတာပေါ့နော်အဲ့လိုမျိုးဟာလေဆိုညီမတို့ sharing လုပ်ဖြစ်တယ်ပြီးလို့ရှိရင်ကိုကိုတိုင်းကမသွားဖြစ်ရင်တော့မှငွေကြေးတပိုင်းတနိုင်ရနေပြီးတော့ကူပေးပါတယ်ရှင် ်ညီမကျအဲ့ငလင်ဘေးဟိုမြင်းငလင်စင်တာဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဟာ HP ကဒင်နာလေးရာတော်တော်များများမှန်တာများရဲ့အဲ့တော့အဲ့ဟာလေးကို share ပေးရဲ့အာပြောရတော့ဟိုတငယ်ချင်းတွေကဟိုကိုကိုရန်ကတော့အဲ့လိုမျိုး volunteer ဖြစ်လည်းမသွားနိုင်ဘူးပေါ့နော်နေမကောင်းတာတွေလည်းရှိတဲ့အခါကျတော့သွားနိုင်တဲ့တငယ်ချင်းတွေနဲ့ပစံမဲ့ထဲပေးရလှုပ်ပေးရပြီးတော့ဟိုလှုပ်ဆော်ပေးရပေါ့ကို့အမျိုးတွေကိုလည်းလှုပ်လို့ရအောင်လို့အဲ့လိုမျိုးတငယ်ချင်းတွေနေပဲတစင်းလှုပ်ပေးဖြစ်ပါရဲ့ရှင့် အာများသောအားဖြင့်ဟာငယ်ရက်လူဆိုလို့ရှိရင်ကြာတော့လူတွေကတိတ်ပြီးရောဟိုမှာဖြစ်ကြဘူးပေါ့နော်ကြီးလို့ရှိရင် experience များတာလို့ညီမတို့ဆိုလို့ရှိရင်ဒါက first time ဆိုတော့လေနည်းနည်းအဲကြောက်စိတ်တော့ဝင်ပြီးတယ်ပေါ့နော်ငယ်လဲငယ်သေးတော့လေအဲ့လိုမျိုးဖြစ်တော့ဒါပေမဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်ဆရာတွေကလည်းတရားသင်ပြပေးတယ်အာပြီးလို့ရှိရင်ထိုင်အမတွေကလည်းတရားပေါ့နော်ကိုညီမတယောက်လူမျိုးကိုသားသမီးတယောက်လူမျိုးဆုံးမပေးတဲ့အခါမှာဆိုလို့ရှိရင်တော့ဟောငါလည်းဒါမျိုးလုံနိုင်နေပြီးလို့ရှိရင်အာကို့အရှိမလည်းပေါ့ညီမတို့ဆိုလို့ရှိရင်ညီမဆိုတိုင်းတိုင်းသူဖြစ်တဲ့အတွက်ပေါ့နော်အရှိမမသက်ဆန်ဆိုလို့ရှိရင်သူကလည်းအဲနိုင်ငံမတူဘာသာခြားလေးပေါ့နော် အဲ့လိုမျိုးပြန်ခဲ့ဆိုအော်ငါလည်းဖြစ်နိုင်တာပဲဆိုတဲ့အသွေးမျိုးပြီးလို့ရှိရင် grandma ဆိုလို့ရှိရင်ကျတော့ miss အာမတဲစုငိမ့်ပေါ့နော်သူဆိုလို့ရှိရင်လည်းငငယ်လေးနဲ့လုံနိုင်နေဆိုတာကိုပြတ်တတ်သွားတဲ့အော်ငါတို့လည်းဒီလိုမျိုးဖြစ်နိုင်ပါလားဆိုတာမျိုးပဲညီမရေမကျက်ထားပြလာရောက်ပြန်ပြစ်တာပေါ့နော်ဟုတ်ကဲ့ရှင် ဟုတ်ညီမကလည်းအဲ့လိုထုံးနေတူပဲပေါ့နော်အာတက်စုံကြီးအားကြရဲသူလည်းငငယ်လေးနဲ့လုံနိုင်တယ်ကိုကိုရီဆိုလို့ရှင်သူထထောင်မှကြီးသေးရယ်နော်23နှစ်ဆိုတော့လေအဲ့တော့သူလည်းလုံနိုင်တယ်ကိုလည်းလုံနိုင်ရမယ်ပြီးတော့ဝါသနာပါလည်းပါရယ်ပေါ့အဲ့ကြောင့်မို့လာရောက်ပြီးတော့ရှင်ပြန်ဖြစ်တာပါအကောင်းဆုံးလည်းကြိုးစားတော့ပါမယ်ဒီနေ့မှ20ပဲရှိသေးပေမဲ့အာအခုက9ရက်လိုပဲပေါ့နော်အရန်စိတ်လှုပ်ရှားနေရပေါ့ဒါမဲ့လည်းကိုကအကောင်းဆုံးလုံမယ်ဆိုပြီးတော့ပဲအမြဲတမ်းတွေးနေရပြီးလို့ရှိရင်ကိုကိုချစ်တဲ့ fan တွေရှိလို့ရှိရင်လည်းအာဆက်ပြီးတော့ချစ်ပေးပါလို့ပြီးလို့ရှိရင်လည်းမြေမြ များလေးပေါ့เนาะ reaction လေးရခြင်းပါတယ်ပြီးလို့ရှိရင်အာကိုယ့်ရဲ့အာယွန်းဆုံလို့ရှိရင်ငယ်တယ်ပေါ့เนาะငယ်လို့ရှိရင်လည်းဖြစ်တည်မှုတိုင်းအောင်ပဲလက်ခတ်ပေးစေခြင်းပါတယ်လို့အဲ့ဒါပဲပြောခြင်းပါတယ်ရှင့်အမ်ဘာပြောမလဲငါငါရတော့ကြံသေးရပါတော့အဲအရင်လဲယဉ်ခုန်နေရအခုကပထမဆုံးဆိုတော့ကြောက်လဲကြောက်တယ်ပေါ့ဟိုကိုရှိမှ experience ရှိရအမရလဲရှိရခါကျတော့ကြောက်လဲကြောက်တယ်ဒါပေမဲ့အတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းသွားပါမယ်အားပေးကြပါအောင် reaction တွေလဲလုပ်ချင်ပါတယ်လို့